ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာစံချိန်တင်ရေးချင်းမှုကြောင့်အိမ်အောင်စုပေါင်း33000နီးပါးရေဘေးတင်နေပြီးတော့မြန်မာရှေ့ပြောင်းအလုံသမားများလည်းရေဘေးတင်သူများထဲမှာပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းတောင်ပိုင်းမှာမုံတိုင်းကြောင်နေပေါင်း300အတွင်းစံချိန်တင်ရေးချင်းမှုဖြစ်ပေါ်နေခြင်းဖြစ်ပြီးရေဟာရှစ်ပေကျော်အထိမြင့်တက်နေတယ်လို့သိရပါတယ်။လက်တလုံးထိုင်းနိုင်ငံတောင်ပိုင်းတစ်လျှောက်မှာရေးချင်းမှုကြောင်နောက်ဆက်တွဲဓာတ်လိုက်မှုနဲ့မတော်တဆမှုများကြောင့်တေဆုံးသူ19ဦးအထိရှိလာတယ်လို့သိရပါတယ်။ ဟာယာမျိုးမှာမိုးသည်ထန်းစွာရွာသွန်းနေပြီးတော့နှစ်ပေါင်း300အထွေစံချိန်တင်မိုးရွာသွန်းမှုအများဆုံးဖြစ်ကြောင်းခိုင်းဆိုးရကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ19ရက်နေ့ကနေယနေ့အချိန်ထိလက်ရှိခိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ခရိုင်ကိုကူမှာရေကြီးနေပြီးတော့အိမ်အောင်စုပေါင်း3,000တောင်း9,000ကရေပြီးတင်နေတယ်လို့သိရပါတယ်။မိုးရွာသွန်းခြင်းနဲ့မြေရေကြီးခြင်းရုပ်တရက်တောင်ကျချောင်းရေများကြောင့်ရေကြီးမှုအခြေအနေဟာပုံမှန်ဆိုးဝါးလာတယ်လို့သိရပါတယ်။လက်တလုံးဟာယာမျိုးမှာရေဟာအမြင့်ပေ၈.၂ပေကျော်အထိရှိလာပြီးတော့ မြို့တစ်ခုလုံးနင်းမြုံနေတယ်လို့သိရပါတယ်။ကဲဆယ်ရေးများရှိတော့လေမြို့တစ်ခုလုံးအတိုင်းအတာကိုမလွှမ်းခြုံနိုင်တဲ့အတွက်ပြည်သူများဟာအိမ်ခေါင်းမိုးများအပင်များနဲ့ဓာတ်တိုင်များပေါ်မှာနေထိုင်နေရပြီးတော့ကဲဆယ်ရေးကိုစောင့်ဆိုင်နေရတယ်လို့သိရပါတယ်။ဟိုင်ရန်ဆက်မှုဆောင်မှာစက်ရုံတွေအများကြီးရှိပါတယ်။အဲဒီမှာမြန်မာအလုံသမားတွေရာပေါင်းများစွာရှိတယ် အဲ့ဒီတဲမှာမြန်မာတွေလည်းပြိမိနေပါတယ်အခုချိန်ထိတော့မြန်မာတွေတဲကတေဆုံးထိခိုက်မှုတော့မကြရသေးဘူးလို့ဟဲ့ရိုင်မျိုးမှာနေထိုင်တဲ့ရေမေးတင်သူများကုညီရေးမြန်မာတို့ကပြောဆိုထားပါတယ်နိုဝင်ဘာလ16ရက်နေ့ကနေ23ရက်နေ့အတွင်းဆုံခလာတရှောင်းရေလွမ်းမမှုကြောင့်တောင်ပိုင်းခရိုင်16ခုမြို့နယ်ခွဲတရာကျေးရွာပေါင်း638ရွာက လူပေါင်း46500တော်ဟာရေမေးတင်နေပြီးတော့ကယ်ဆယ်ရေးစခန်းများကိုထိုင်းအစိုးရကဖွင့်လှစ်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ